Chelsea တင်းရဲ့120ပြည့်အထိမ်းအမှတ်အဖြစ်တကဘာလုံးက Chelsea ပြိသက်တွေ vote ပေးရွေးချယ်ကြတဲ့နေရာအလိုက် Chelsea အကောင်းဆုံးကစားသမား11ယောက်မင်္ဂလာပါကိုခဲ Chelsea TV ကနေအပြောင်းအမြင်တော်များအားလုံးကိုကျေးဇူးပါတယ် Chelsea တင်းကတော့တက်တန်းအပြည့်120ပြည့်သွားပြီပေါ့နော်120ပြည့်သွားတဲ့အချိန်မှာ Chelsea တင်းပြိသက်တွေက vote ပေးပြီးတော့နေရာလိုက်အကောင်းဆုံးကစားသမား11ယောက်ကိုရွေးချယ်ခဲ့ပါတယ်ဆိုတော့ Chelsea ရဲ့ သမိုင်းနဲ့တွက်ကြည့်မယ်ဆိုရင်ဒီကစားသမားတွေတက်ဟိုပို့ပြီးခန်းထားတဲ့သူတွေလည်းရှိတယ်ပို့ပြီးပေးဆက်ကစားထားတဲ့သူတွေလည်းရှိတယ်တိုးတော်လည်းပြိသက်ကြတော့အခုနောက်ပိုင်းခေတ်ပေါ်တဲ့ပြိသက်နိုင်ငံတကာမှာဟိုကပို့များတယ် ਨੇ တူပါတယ်ဥပမာဘောလုံးပွဲကိုဟိုးရင်ကြည့်ခဲ့တဲ့ဦးလေးကြီးတွေနော်အကိုကြီးတွေကဒီဘောလုံးပွဲနဲ့ကင်းကွာသွားတဲ့သူတွေလည်းရှိလိမ့်မယ်ပေါ့နော်ဒီချိန်မှာ active ဖြစ်တဲ့မျိုးဆက်ကတော့လူငယ်လူရွယ်မျိုးဆက်ပဲဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ voting ပေးပြီးရွေးချယ်မှုတွေကလည်း ပြိသက်အများစုကြိုက်တဲ့တိတဲ့နောက်ပိုင်းခေတ်ကစားသမားတွေပါလာပါတယ်။ဆိုတော့ဒီကစားသမားတွေဘသူဖြစ်တယ်လဲအရင်ကျွန်တော်ပြောပြခြင်းနဲ့ပြီးမှဟိုကျွန်တော်ကတော့ဘယ်ကစားသမားကိုတော့ပို့ထည့်စေခြင်းနဲ့ကျွန်တော်ညီကိုတွေကဘာအမြင်ရှိလဲကောမန့်မှာရေးသွားပါတော့။ Okay တော့ကိုသမားနေရာမှာပြီးတဲ့ချက်ကိုရွေးပါတယ်။ Right back ကစားသမားအဖြစ် Caesar Aspliquita CB ကစားသမားနေရာအဖြစ် Thiago Silva နဲ့ JD LB ကစားသမားအဖြစ် Ashley ကိုရွေးပါတယ်။ ကျွန်တော်ကွင်းလေအထိုင်ကစားသမား၂ယောက်အဖြစ်မက်ကလီလီနဲ့အန်ဂိုလိုကွန်တီကိုရွေးပါတယ်ကျွန်တော်အတကင်မစ်ဖီအဖြစ်ဖရန့်လမ်ဘတ်ကိုရွေးပြီးတော့လက်ဖ်ဝင်းမှာအေဒန်ဟက်ဇတ်ကိုထုတ်တယ်ကျွန်တော်ရိုက်ဝင်းမှာဇိုလာကိုထုတ်တယ်ကျွန်တော်အထောင်တိုက်စစ်မှုအဖြစ်ဒီဒီယာဒရော့ဘာကိုရွေးချယ်တာဖြစ်ပါတယ်ကျွန်တော်တော့ဒီရွေးချယ်မှုကို၃ပုံပုံ၂ပုံခွဲလောက်တော့အမြင်တူတယ်အဲတချို့နေရာတွေမှာပဲဟိုကိုနဲ့အကြိုက်မတူတဲ့ရွေးချယ်မှုလေးတွေ့တယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်အကြိုက်အတင်မပြောခင်မှာ ကျွန်တော်ကချယ်ဆီကိုဘယ်အချိန်ကစမိခဲ့လဲဆိုတော့အပိုင်းလေးအနေငယ်ဖြည့်ဆွဲပြောချင်ပါတယ်မော်ရီညိုတာဝန်မြူစင်ရိုမန်တာဝန်မြူစင်အချိန်ကာလတွေကချယ်ဆီပွဲတွေကိုအနေငယ်တော့ကြည့်နေပြီတိုးတော်လဲအဲ့လိုယူးယူးမတ်မတ်အားပေးတဲ့အချိန်ကာလတော့မဟုတ်သေးဘူးပေါ့ဗျာဟာကိုဖန်တယောက်အနေနဲ့အားပေးတာကအဲ့ဒီရိုမန်ရောက်လာမှလို့ပြောလို့ရတယ်တိုးတော်အဲ့မတိုင်ခင်အချိန်ကာလတွေကချယ်ဆီနဲ့ပတ်သက်ပြီးအမှတ်တရရှိခဲ့တဲ့ကစားသမားတွေရှိတယ်ပွဲတွေရှိတယ်ပေါ့လေထားပါဒီ၁၁ရောက်နေမှာဂိုးသမားနေရာ ဒါတော့တိတ်ထရီတူတူငင်းနေကြရမလို့ကျွန်တော်ကူရီချီနီကစပြီးမိတယ်။ယုံကြည်စိတ်ချလို့မရတဲ့ကိုသမားတယောက်ဖြစ်ပါရခင်ဗျ။အဲ့တော့ကြောင့်ပီတာချက်ကတော့လူကြီးလူငယ်မရွေးကြိုက်ကြတဲ့ကိုသမားတယောက်လုံးဝငင်းချက်ထုတ်เสียမလို့ပါဘူး။ Renes ကနေပြောင်းလာတဲ့အချိန်တုန်းကလည်းကျွန်တော်သူ့ကိုဖေးလိုက်ရတဲ့ပြောင်းရွှေ့ကြီးကဘာမှမရှိဘူး။အဲ့တော့ပီတာချက်ဒီတရားခိုင်တော့မှန်ကန်တင့်တော်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ကျွန်တော်စပြောရမှာအဲ right back ရောက်လာပြီ ရိုက်ဘက်မှာတချို့ကအိုက်ဇန်နိုဗစ်ကိုသဘောကျတယ်။မှန်တော့လေမှန်နေဗျ။ဟိုစီဇာကအနေအေးတယ်။ကစားပုံအရင် aggressive မဖြစ်တဲ့အခါပရိသတ်သဘောမကျတာလေးရှိတယ်ပေါ့နော်။သူအတင်းကိုပေးဆက်ကစားတာတပိုင်းများ။နောက်ပိုင်းဟိုသူအသက်တစ်ခုရောက်လာတဲ့အချိန်ကြမှာကပတိန်ဖြစ်လာတဲ့အချိန်ကြမှာစီဇာကပရိသတ်မျက်လုံးထဲမှာနည်းနည်းပုံပေါ်လာတာ။အဲ့မတိုင်ခင်အချိန်ကလာတော့စီဇာပျောက်နေတာပဲ။စီဇာကလူသုံးလို့တောင်ပြောရမယ်။လူသုံးအဖြစ်နဲ့အတင်းကိုအရင် ေးဆက်ခဲ့တဲ့အထောက်အကူပြုခဲ့တဲ့ကစားသမားပါကျွန်တော်တွေလည်းမကြိုက်လို့ပြောနေတာမဟုတ်ပါဘူးတချို့ Ivanovic ကိုဘာကြောင့်ပို့ပြီးတော့ရွေးချယ်စေချင်လဲဆိုတဲ့အပိုင်းကိုထည့်ပြီးတော့ဆွေးနေတာပါ Ivanovic ကတော့အဲ့လိုမဟုတ်ဘူးအတိုက်ရိုက်ခိုက်ရိုက်သိအပြည့်ရှိတယ်အတင်းတော့အဓိကအမှတ်ရနေစေမဲ့ဂိုးတွေကိုရှေ့ထိတက်ပြီးတော့တွင်းယူပေးခဲ့တော့ပရိသတ်ကလည်းမှတ်ပါတယ်အေး right back တနေရာမှာ Ivanovic ကိုပို့ပြီးတော့ရွေးချယ်စေချင်တာလည်းဖြစ်တင်တယ်ပေါ့နော်ဒါပေမဲ့စီသားကလည်းပေးဆက်မှုမှာအတော်လေးမြင့်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ right back တနေရာကိုတော့ ဝိဝါဒကွဲလွဲမှုတိတ်မရှိဘူး Ivanovic ကောင်းပေမဲ့စီစာရဲ့ပေးဆက်မှုကြီးကပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်အဲ့တော့ကြောင့်အမြင်ချင်းတူတယ်အဲ့တော့ CB နှစ်ယောက်နေရာမှာ JD ကတော့ကျွန်တော်တိတ်ထူထူပြောမနေဘူးဟို Chelsea နဲ့ JD နဲ့ကခွဲထားလို့မရတဲ့အရာပေါ့နော်တရားကိုကြီးနဲ့ပတ်သက်ပြီးတော့အနေငယ်ပြောချင်တယ်တရားကိုကပွင့်လင်းပြောရင်တော့ Chelsea ကိုအချိုကုန်မှရောက်လာတဲ့ကစားသမားဗျသူ့ရဲ့စိတ်သက်ကောင်းမှုမှုကြောင့်သာပရိသတ်ကသဘောကျတာအချိန်တို့အတွင်းမှာပရိသတ်ရဲ့ရှင်နဲ့ရှောက်သွားတဲ့ကစားသမားပေါ့လေတကယ်တမ်းတော့ တရာကိုအကောင်းဆုံးအချိန်လေးဒီမီလန်တို့ PSG တို့မှာကုံဆုံးခဲ့တာကျွန်တော်တို့ Chelsea အသင်းနဲ့ဆိုရင်ဟိုတိတ်ပြီးတော့ဘယ်လိုပြောမလဲတသားတည်းဖြစ်မနေဘူးလို့ခံစားရတယ်နောက်ပိုင်းဘောလုံးအရာတရာမှရောက်လာပြီး Champion League တွေဘာတွေရသွားတော့ပြိတ္တကမျိုးလုံးနဲ့မှမြင်တာ ਉਹ သူလည်းတကယ်စူးစမ်းအားထုတ်မှုတော့အပြည့်ရှိပါတယ်ကျွန်တော်ကမကြိုက်လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့တရာကိုနေရာမှာတော့ကျွန်တော်တဆဲကြီးကိုပို့ပြီးတော့ရွေးချယ်စေခြင်းနဲ့ဗျတဆဲကြီးက Chelsea နဲ့ပတ်သက်ရင်အထူးကိမခံတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်လုံးဝ legendary ပါ ကပတိန်တယောက်ဖြစ်တဲ့ JD တို့မတိုင်ခင်ကတည်းကချက်သီးအသင်းတို့ကပွဲပေါင်း200ကျော်ကစားပေးခဲ့တဲ့ကစားသမားဖြစ်တယ်လို့တယောက်ကိုဆေးဖတ်တယ်လေပွဲ100ကျော်လောက်ပုံများတဲ့ကစားသမားပါကစားပုံကစားပေါက်ကလည်းတယောက်ကိုဆေးဖတ်နီးတူကဘာအဆင့်တန်းဝင်တဲ့ပြင်သစ်နောက်ခံလူတယောက်လည်းဖြစ်ပါတယ်မီလန်ကနေပြောင်းရွှေ့လာခဲ့ပေမဲ့အဲ့ဒီပြောင်းရွှေ့လာတဲ့အချိန်တုန်းကသူ့ရဲ့အကောင်းဆုံးအသက်အရွယ်ပြအဲ့တော့ကြ JD နီးပါပေါ့နော်ကြီးမြတ်တဲ့နောက်ခံလူတယောက်လို့ပြောလို့ရပါတယ်ကျွန်တော်ကတော့တရားကိုနေရာမှာတဆဲယူကိုထည့်ချင်ပါတယ် နောက်ကျွန်တော် left back တနေရာကျွန်တော်အမြင်ချင်းတူမှာတော့မဟုတ်ဘူးပေါ့နော်ဒါတော့ကျွန်တော် personal ခံစားချက်ပုံများတယ်လို့ပဲဝန်ခံပြရသည် Ashley ကတော့ရွေးချယ်တဲ့နဲ့ဖြစ်တဲ့နဲ့ကစားသမားပေါ့လေသို့တော့ကျွန်တော်ကဟို Chelsea ဘက်စားကြည့်တဲ့အချိန်မှာ Ashley ကိုဒီကျွန်တော်ရဲ့ပြိုင်ဘက် Arsenal ကကစားသမားအဖြစ်နဲ့ပဲသိထားတာ Chelsea ကိုရောက်လာတဲ့အချိန်လဲကောင်းတယ်ပေါ့ဗျာတကယ်လဲအသင်းကိုအများကြီးထောက်ကူပြုသွားပါတယ်သို့တော့ကျွန်တော်ကကိုစပြီးတော့ကြိုက်ခဲ့တဲ့ပထမဆုံး Chelsea player တယောက်ကိုတော့အဲ့နေရာမှာတည့်ခြင်းတယ်ကျွန်တော် Jeremy Lee Sock ကို left back တနေရာမှာပို့ပြီးအသုံးပြုခြင်းပါတယ်ကျွန်တော်ပြောပြပြီနော်ဒါကျွန်တော်ရဲ့ personal တသက်ပဲဖြစ်ပါလိမ့်မယ်ခင်ဗျလီစောက်ကိုကြည့်ပြီးကျွန်တော်ချယ်ဆီဆိုတဲ့အသင်းကိုရှင်းနေခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခင်ဗျနောက်ကျွန်တော်ကွင်းလယ်အထိုင်ကစားသမားနှစ်ယောက်နေရာမှာအန်ဂိုလိုကွန်ဒီကိုတော့အမြင်ချင်းတူတယ်ဒါပေမဲ့မက်ကလေးလေးကိုတော့ကျွန်တော်မထည့်ခြင်းမက်ကလေးလေးဒီ Real Madrid မှာတိတ်ပြီးအစ်စင်မပြေတော့လို့ချယ်ဆီပြောင်းလာချယ်ဆီမှာအောင်မြင်သွားခဲ့တယ်ပေါ့နော်တိုးတော်လဲကျွန်တော်ကနီမန်ယာမာတစ်ကိုပို့သဘောကြတယ်မာတစ်ကိုကြည့်ရတာပို့ပြီး စီစီပိုင်ပိုင်ရှိတယ်မက်ကလေးလေးလည်းကောင်းတယ်မက်ကလေးလေးရိုးဆိုပြီးတစ်ခေတ်တစ်ခါအောင်မြင်ခဲ့တဲ့နာမည်ကြီးခဲ့တယ်ဆိုပေမဲ့အဲ့မတိုင်ခင်အချိန်ကတည်းကမက်ကလေးလေးကရီယယ်မက်ဒရစ်မှာနာမည်ကြီးပြီးသားကစားသမားတစ်ယောက်ပါအချက်ကြီးရောက်လာတဲ့အချိန်မှာသူပို့ပြီးတော့အသင်းနဲ့တသားရဲဖြစ်သွားတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်ကနီမန်ယာမာတစ်ကိုပို့ကြိုက်ပါတယ်မာတစ်အန်ဂိုလိုဂွန်ဒီအတွဲကပို့ပြီးကျွန်တော်အတွက်အထင်ကြီးစရာကောင်းပါတယ်ခင်ဗျာနောက်နီမန်ယာမာတစ်နီတူထည့်တဲ့ကစားသမားဒန်နစ်ဝိုက်စ်ဗျာအဲဒန်နစ်ဝိုက်စ်ကတော့ကျွန်တော်တို့အရင်ကတော့ ဟိုမမီခဲ့ပါဘူးဒါပေမဲ့လည်း Dennis Wise ဒီ Chelsea ရဲ့အကောင်းဆုံးကပတိန်နေတဲ့ကတယောက်ဖြစ်တယ်စူးစမ်းအားထုတ်မှုအပြည့်နဲ့ပေးဆက်ကစားတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့် Dennis Wise ကိုလည်းအဲ့လိုနီမန်ယာမာတင်းနဲ့ swap လုပ်ပြီးထည့်လို့တော့ရတယ်ပေါ့နော်နောက်ကျွန်တော် AM နေရာမှာတော့ Frankie ကလွင်ဂျန်နဲ့ကစားသမားထည့်စရာတော့မလိုပါဘူးကျွန်တော် win နေရာလဲ Gio Franco နဲ့ Aiden ကအကောင်းဆုံးကစားသမားတွေဖြစ်ပါတယ် Gio Franco ဆိုတာကဗျာပွင့်လင်းပြောရင်တော့စကေးပိုင်းကကြည့်မယ်ဆိုရင် Aiden Hazard မတိုင်ခင်ကအကျန်းဆုံးပဲ ိုက်တဲ့ပလေယာနဲ့ရှင်လို့ရတယ်ကျွန်တော်တေချာကောင်းကောင်းမိခဲ့တယ်အဲ့တော့ဂျီယိုဖရန်ကိုရဲ့စွမ်းဆောင်ရေးပိုင်းတချို့ကြောင့်ကျွန်တော်ကတော့အဲ့ဒီအကောင်းဆုံးကစားသမား7ယောက်မှာတော့ပါတင်တယ်လို့ထင်တယ် DDR drawer လည်းတိတ်ထရူထူပြောနေစရာမလိုပါဘူး။ဒါ Hansen Bain ကလည်းတိုက်စစ်မှုကောင်တယောက်ဖြစ်ခဲ့ရမယ်။ DDR drawer ကတော့ပို့ပြီးတော့ခန်းနာခဲ့တဲ့အတွက်ကြောင့်ဒီနေရာလိုက်အကောင်းဆုံးကစားသမား7ယောက်ထဲမှာတော့ရွေးချယ်ခံရတဲ့နယ်လို့သုံးသပ်ရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာနားကြည့်ပါရစေ။ဒါကတော့ကျွန်တော်ရဲ့အကြိုက်ကျွန်တော်ရဲ့ခံစားချက်ကို ပြောပြရင်လည်းဒီကစားသမား၁၁ယောက်အပေါ်မှာတုံးသက်ခဲ့တာပါကျွန်တော်ညီကိုတွေရောဘယ်လိုမျိုးအမြင်တွေရှိတယ်လဲကောမမဝင်ရောက်ရေးသားသွားလို့ရပါတယ်ခင်ဗျာ